ဆိုပြီးအမတ်တမဲ့ပြောခဲ့တဲ့စကားလေးတွေကိုမှတ်ထားခဲ့ပြီးဖြစ်ချင်တဲ့ဆန္ဒတွေတခုချင်းစီကိုလိုက်လံဖြည့်ဆည်းပေးနေတဲ့တရုတ်ဆောင်ဟိဝေယံမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ဟိဝေယံနဲ့ဆိုပြီးသတင်းတို့ဆောင်တွဲကတော့မကြာခင်ကာလအတွင်းမှာခန္ဓာကြီးကျယ်တဲ့မင်္ဂလာအခမ်းအပွဲကြီးကျင်းပပြုလုပ်တော့မှာပဲဖြစ်ပါတယ် ပြီးခဲ့တဲ့အော်တိုဘာလ17ရက်နေ့ကလည်းတရုတ်ဆောင်ဟေဝီယန်ကတရုတ်ဆောင်ဆွေပြေသစင်းကိုနှစ်ဖက်မိဘအစုံလင်စွာနဲ့ဆေးဆက်တောင်းရန်ပွဲကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးအဆိုပါပွဲမှာတော့သရိုသားဘက်ကမင်္ဂလာဧကန်ပွဲ၅ပွဲတိတိကျင်းပပြုလုပ်ပေးသွားမှာဖြစ်တယ်လို့တရားဝင်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ ဟင်းဝီရန်ရဲ့ဆွေပြေသစင်းတို့ချစ်သူဆုံးတွဲဟောင်းချစ်သူတက်တန်း6နှစ်ကျော်အကြာမှာလက်တွဲဖို့အတွက်ဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီး6နှစ်ကျော်ကာလအတွင်းပုံမခိုင်မြဲတဲ့ချစ်ချင်းမြတ်တာတွေနဲ့နှစ်ယောက်တစ်ဘဝထူထောင်ဖို့ဆုံးဖြတ်ခဲ့ကြသလိုတယောက်ပေါ်တယောက်ဘလောက်ထိအောင်ချစ်ကြလဲဆိုတာကိုလည်းပါဇက်ကနေတဖွားဖွားထုတ်ပြောနေတာမျိုးမရှိပေမယ့်သူတို့နှစ်ယောက်ရဲ့အပြုမူလေးတွေကိုကြည့်ပြီးပရိသတ်တွေသိတာစေခဲ့တာလည်းဖြစ်ပါတယ် ခုတခါမှဆိုရင်လေတရုတ်ဆောင်ဟေးဝေယံကစိုးပြစ်အမတ်တမဲ့ပြောခဲ့တဲ့စကားတခွန်းစီတိုင်းကိုတတိတရမှတ်ထားပေးပြီးအရာ အလုံးကိုဖြည့်ဆည်းပေးနိုင်ဖို့ကြိုးစားနေကြတာဖြစ်ပြီးတရုတ်ပြည်မှာ pre-wedding တော်ရိုက်ခြင်းနဲ့ဆိုတဲ့စိုးပြစ်ရဲ့ဆန္ဒလေးကိုလည်းတိတိကျကျပုံဖော်ပေးခဲ့တာပဲဖြစ်ပါတယ်ဟေဝရန်ဟာစူပြေပေါ်မှာချစ်တဲ့အချစ်တွေကိုတဖွဲတနဲ့ခြားပြတတ်သူတယောက်မဟုတ်ပေမယ့်သူတံမိုးထားရတဲ့မိန်းကလေးတယောက်စိတ်ချမ်းသာဖို့အတွက်အသေးစိတ်ကအစားတခုချင်းစီဖြည့်ဆည်းဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ် ပရိသတ်ကြီးအနေနဲ့လည်းငယ်စဉ်ပရိသတ်လေးတွေအနေနဲ့အစားကိမကျင်းပတော့မယ်တရုတ်ဆောင်ဟင်းဝေရန်နဲ့ဆွေပြေတစင်တို့ရဲ့မိကလာဧကံပွဲအတွက်ရင်ခုန်စွာနဲ့စောင့်မျှော်ရင်းဝန်တာကွန်ပျူတာကလေးပြောကြားပေးခဲ့ကြပါအောင်ရှင်။